ဆန်နီလဲမနဲ့ပတ်သက်ပြီးတော့ပြောလို့ချင်းချစ်ပွေးစီတွေမှာအသုံးမပြုခဲ့တာကိုအမ်မိုရက်တဲ့နောင်သားရမိစီတို့ကျွန်တော်ပြောလို့ရရင်ကျမ်းမာရေးတွေရေကိုမြင်းမြတ်တော့ပါအဲယုတ်ကမူရလေးမြင်တာ ਨੇ ကိုကပြောတာကိုကပြောတာ ဆိုတော့အားလုံးမင်္ဂလာပါ main new channel ကနေအားလုံးကြိုဆိုပါရစေ Manchester United တင့်နေတယ်ပေါ့ဗျာမင်းညာက Liverpool ရဲ့ FA Queen အဝေးခွင့်မှာ United က Premier League ပွဲစဉ်ချင်းတကီးကိုဇွဲဆောင်ရင်ကောင်းလို့ပြပြီးတော့2-0နဲ့နိုင်ခဲ့တယ် အတင်းအတွက်လုံးဝအပေါင်းလက္ခဏာဆောင်တဲ့ပွေးစင်တွေဖြစ်ခဲ့သလိုနေပြဖြစ်သူ Ruby Emerald ကလည်းအဲ့ဒီပွေးစင်နဲ့ပတ်သက်ပြီးတော့ MUTV Sky Sport တို့ရဲ့ interview အစီအစဉ်မှာဖြေကြားမှုရှိခဲ့တယ်။အတင်းနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေသူပြောထားမှုတွေရှိတယ်တဲ့ကတချို့တဝက်အကြောင်းအရာတွေကိုဒီကနေ့မှကျွန်တော်တို့ဆွေးနွေးတော့မယ်။ဒီနေ့မှဆွေးပေါ့ဗျာ။ကိုသမားဆန်နီလည်းမနဲ့ပတ်သက်ပြီးတော့ကြောင်းရင်ပြီးလို့ရှိ Harry Maguire နဲ့ပတ်သက်ပြီးတော့လည်းတကယ့်ကိုပြောထားမှုရှိခဲ့တဲ့အတွက်ကျွန်တော်တို့ဆွေးနွေးတော့မယ်။ အားလုံးမင်္ဂလာပါဆရာသမားတွေအားလုံးပဲမင်္ဂလာပါမောင်စုပေါ့ဗျာဒီနေ့နိုင်ပွဲနဲ့ပတ်သက်ပြီးတော့အမွေကနေရတဲ့ကပေါ့ဗျာမန်ချက်စတာ United ရဲ့အသင်းရဲ့မန်နေဂျာအနေနဲ့ကတော့အထူးပါပဲပေါ့ဒါပေမဲ့ဒီပွဲကကျွန်တော်တို့အထူးသဖြင့်အောင်ပွဲတစ်ခုပါပဲပြိုင်ပွဲအသင်းကပေါ့ဗျာချန်ပီယံဖြစ်နေချိန်မှာကျွန်တော်တို့ပရိသတ်တွေကကွင်းတင်းရှင်းဆိုနေတာကိုမြင်ရတာကဒီအောင်ပွဲအတွက်ပရိသတ်တွေနဲ့အသင်းရဲ့စိတ်ကြအတွက်ပါပဲကျွန်တော်တို့ကဒီထက်ပိုပြီးတော့ကောင်းအောင်ကစားနိုင်မလို့ယုံကြည်ပါတယ် ကျဲနဲ့ပွေးတွေကိုပေါ့ဗျာဒီပွေးအတိုင်းကောင်းတဲ့အချက်တွေမကောင်းတဲ့အချက်တွေကိုရှာဖွေသွားပါမယ်ဒီပွေးကကစားသမားတွေပြသခဲ့တဲ့ဆေးလုံးမုံကကျွန်တော်တို့အတွက်အထူးပါပဲဆိုပြီးတော့အမ်မိုရယ်ကပွေးပြီးအင်တာဗျူးမှာပထမဦးဆုံးဖြေကြားမှုကိုသူပြောတော့ခဲ့တယ်ဆိုတော့အမ်မိုရယ်ပြောတဲ့ဒီမှာအတူတူမရှိပါဘူးသူအနေနဲ့မန်ချက်စတာနဲ့တည်းရဲ့မန်နေဂျာယာသူဖြစ်တာကတော့အထူးပါပဲပေါ့ကျွန်တော်တို့ဒီနေ့ပွေးစဉ်ကိုစဉ်းစားကြည့်ရလို့ချင်းတကယ်လည်းပဲပြည်သက်တဲ့အတွက်ပြီးလို့ချင်းအသေးရဲ့စေတဲ့ဘေးဆန်ရာ ။ဘာကြောင့်လဲဆိုရင်ပေါ့ဗျာလီဗာပူးအနေနဲ့အင်ဂွေဖြစ်တဲ့အတွက်သူတို့ရဲ့အင်ဂွေဖီးယားကျွန်တော်တို့မန်ချက်စတာအနေနဲ့အသင်းရောပရိသတ်တရောကစားသမားတရောတာဝန်ရှိသူတွေအတွက်ကဖီးယားတဲ့ဂျုံလို့ရှိနေပါတယ်။ဒါပေမဲ့လို့အကောင်းဆုံးကိုအသင်းကို supporting နောက်ကနေဖေဖို့ပေးမှုကျွန်တော်ရှိခဲ့တယ်။အမှန်တော့ပြောရတဲ့မှာကျွန်တော်တကယ့်ကိုသဘောကျတဲ့အချက်တစ်ချက်ရှိပါတယ်။ဒါကတော့ဒီပွဲကရာလက်တွေကိုပေါ့ဗျာဥမာကောင်းတဲ့အချက်တွေမကောင်းတဲ့အချက်တွေကိုကြည့်ပြီးတော့ကျွန်တော်တို့ပြင်ဆင်မယ်ရှာဖွေမယ်ပြီးလို့ချင်းနောက်ပွဲကို ဒီထက်ကမကောင်းတာကိုပြပြီးတော့အကောင်းဆုံးတွေကိုကျွန်တော်ယူပြီးတော့အဲ့ဒီပွေးစီတွေကျွန်တော်တို့ကစားမယ်ပေါ့ဒါကကျွန်တော်တို့ပရိသတ်တွေကြားရှင်နေတဲ့စကားတွေပဲပြီးခဲ့တဲ့ကျွန်တော်စန်တယ်လင်းနဲ့ပွေးစီမှာလည်း2စီနဲ့ကျွန်တော်အကောင်းဆုံးနိုင်ပြီးတော့ကလင်းချင်းရခဲ့တယ်ဒီနေ့ပွေးစီမှာဆိုရင်လည်းပဲကျွန်တော်တို့က2မိနစ်မပြည့်ခင်မှာကလေးကနေ Brian Emmumo ရဲ့လှပတဲ့ goal ဟောတယ်မလား Bruno Fernandes ရဲ့ Fendi ပင်မှု Amadio လိုနဲ့ Brian Emmumo အတွေ့အညီတွေကစားခွက်ဒီလိုမျိုးကနေရလာတဲ့ကျွန်တော်တို့ပထမ goal ဒုတိယကိုဆိုရင်လည်း84မိနစ်မှာဟယ်ရီမခွိုင်းရရဲ့တကယ်ကိုလှပတည်တဲ့ခေါင်းတဲ့ချက်ကျွန်တော်အသင်အတွက်အနိုင်ကိုရမဲ့သုံးမဲ့ကိုရယူပေးခဲ့တဲ့မခွိုင်းရဒီကစားသမားကမဲအွန်တမဆုကိုကျွန်တော်ဒီနေ့မှာရရှိခဲ့တယ်။ဒါကြောင့်ကိုရီးအသင်းနဲ့ပေါ့ဗျာဒီလိုမျိုးပွဲစဉ်တွေမှာအမေရိကန်ကောင်းကင်ရဲ့အနေထားတဲ့ပြီးလို့ရှိရင်စီလမှုတွေကနောက်ပွဲအတွက်ကိုမားတွေကိုကျွန်တော်ပြေပြီးတော့အမန်တွေကောင်းမွန်တဲ့အနေထားတွေကိုကျွန်တော်ရယူဖို့လိုတာပေါ့ဗျာ။ ဒါကအမ်မရဲအနေနဲ့ပထမအဆုံးဒီနေ့ပွဲစဉ်ရဲ့နိုင်ခွင့်နဲ့ပတ်သက်ပြီးတော့သူပြောထားခဲ့တာကဲဒီတော့ဗျာကျွန်တော်ဟဲ့ဒီမခွိုင်းရနဲ့ပတ်သက်ပြီးတော့သူကပြောတော်မူရှိပါတယ်မခွိုင်းရတော့ဗျာကျွန်တော်တို့အတွက်အရေးကြီးပါတယ်ပေါ့ဒီမှာလည်းပဲအရေးကြီးကြီးခဲ့တယ်သူကအဲ့ဒီအတွက်ပေါ့ဗျာကြီးမားတဲ့စံပြပုံကိုတယောက်ပါသူပါတယ်ဖြတ်သန်းခဲ့ရတယ်လေဒါက ကစားသမားတိုင်းအတွင်းဆန်နမူနာယူထိုက်တဲ့အရာတစ်ခုပါပဲပေါ့အခုသူ့အနေနဲ့ပေါ့ဗျာလာမဲဘရိုက်တန်နဲ့ပွဲအတွက်ကိုပြန်လာဖို့တဲ့အသင်းဖြစ်နေဖို့လိုအပ်တယ်ဆိုပြီးတော့အမိုရကမကွိုင်းရနဲ့ပဲတက်ပြီးတော့ပြောခဲ့တယ်ကျွန်တော်ပူပီသူနေချင်းမှာရောပြောသလိုပဲမကွိုင်းရအနေနဲ့မက်ဆာအောင်နေတဲ့အသင်းအတွက်လက်ရှိအချိန်ဒီရုဒမနာကိုကင်တင်မှုတဲ့အနိုင်သုံးမငောက်ရရှိမှုတဲ့ကောင်းတိုင်ကိုအနေနဲ့မက်ဆာအောင်နေတဲ့အသင်းကိုအဖက်ဖက်ကလုံးဝကိုတောက်တိုင်တစ်ခုလိုဖြစ်စေပြနေတဲ့ကစားသမားတယောက်ဖြစ်ပါတယ် ဒီကစားသမားအနေနဲ့ဒီနေ့ပွဲစီမှာမဲအတမဆုကိုရခဲ့တဲ့တကယ်လေးပဲသူနဲ့ထိုက်တန်တယ်ဖြစ်ပါတယ်။ရာတီတိုင်းလိုလိုပွေးတိုင်းလိုလိုအကြီးကြီးနဲ့မိနစ်တွေအကြီးကြီးတဲ့အနေထားတွေမှာမကွမ်းရကမန်ချက်စတာအနေနဲ့အသင်းအတွက်မချိမဖြစ်စံပြပုံကိုတယောက်ဖြစ်တယ်။ဒါကကျွန်တော်တို့ယူနေတဲ့အသင်းကစားသမားတွေစံနမူနာယူထိုက်တဲ့အရာတကူဖြစ်တယ်။လက်ရှိမကွမ်းရကဒီရာတီကုံတက်တက်ကုံပဲအသင်းဘက်ကဘယ်လိုစီစဉ်မလဲ။ မဲ့မကွမ်းရအနေနဲ့နောက်တိုင်းမှာပေါ့ဗျာပြရနေမှုတချို့ပွေးစီတွေမှာရှိခဲ့သည်ဆိုတော့လေကိုအတင်အတွက်အမှန်ကန်ဆုံးအလုပ်လုပ်ပေးနေတဲ့ပလေယာကောင်းတစ်ယောက်ဖြစ်တယ်ပြီးကလေးရာသီတိုင်းမှာကက်ပတန်အနေနဲ့ဖြတ်သန်းခဲ့တယ်ဒါပေမဲ့လို့အဲ့ဒီအနေထားတွေမှာဆိုရင်ခြေစွမ်းပိုင်းအကြဖက်ကိုရောက်ခဲ့တဲ့အတွက်ဝေဖန်မှုတွေကျွန်တော်ရှိခဲ့တယ်ကျွန်တော်တို့လည်းမကွမ်းရကိုဝေဖန်ခဲ့တာပဲဒါပေမဲ့ကျွန်တော်ကောင်းတဲ့ပွေးတဲ့မှာအကောင်းဆုံးဖြစ်နေရင်တော့ကျွန်တော်တို့ကချီးကျူးမယ်သူ့ကိုကျွန်တော်တို့စပယ်ထားမယ်အကောင်းမြင်စစ်တွေကျွန်တော်ရှိမယ်ပေါ့ဗျာအဲ့လိုပါပဲ အသင်းဘက်ကလည်းမကွိုင်းရလှုပ်ဆောင်ပေးခဲ့တဲ့ အရာတွေမကွိုင်းရဖြစ်သင့်ခဲ့တဲ့ ပုံစံတွေအသင်းကိုဘလောက်ထိအကောင်းဆုံးပြန်ဖို့ပေးခဲ့တယ်လဲဒါကိုကြည့်ပြီးတော့လာမေးရာသီမှာမကွိုင်းရအတွက်ကျွန်တော်စဉ်းစားရတော့မယ်အသင်းဘက်ကအဒီကစားသမားဖြစ်သူကိုကျွန်တော်တနှစ်တတန်းတို့မလားနှစ်နှစ်တတန်းတို့မလားလက်ရှိတည်တချို့မှာဆိုရင် ကစားသမားနဲ့ကျွန်တော်အသင်းတွေကသဘောတူညီမှုနဲ့ရရှိထားတဲ့တတန်းတို့ဖို့အတွက်ကိုပါဗျာဆိုတော့ဒီလိုအနေနဲ့တခုကြည်လို့ချင်းနောက်ထပ်နှစ်နှစ်လောက်ဖြစ်ဖြစ် တစ်နှစ်လောက်ပြီးပြီကျွန်တော်တို့တတန်းတိုးကောင်းတိုးနိုင်တယ်ဘယ်လိုပဲပြောပြောမန်ချက်စတာကိုနေတဲ့အသင်းကတစ်နှစ်တတန်းတိုးပြီလေမကွမ်းရောက်ကိုတစ်နှစ်အသင်းမှာထားလို့ဘာမှမဖြစ်ဘူးအသင်းအတွက်အကောင်းဖက်ကိုပဲဥတည်ဖို့ရှိနေတဲ့ကစားသမားຢာတိုင်းကတော့ပေါ့ဗျာຢာတီတိုင်းပွေတိုင်းမှာတော့အမားကတော့ရှိမှာပဲခြေဆွဲပိုင်းအကြဖက်ကိုလည်းရောက်ရှိရောက်မှာပဲဟုတ်တယ်မလားဒါပေမဲ့လို့ကိုသည့်မှာဘေကစားသမားကငါတို့အသင်းအတွက်အလုံးလုံးနေစေရှိလေဘယ်လောက်ထိကျွန်တော်ဖြည့်ဆင်းမှုရှိလေ ဘလောက်တိအသေးအတွက်အာကိုအာတာပြုလို့ရသည်လဲဆိုတာလက်ရှိမှာမခွဲရကတက်တက်ပြနေခဲ့ပါပြီ။ဒါကြောင့်ဒီနေ့ပွဲစီမှာမဲအော်တမဲစုကိုရချီခဲ့တဲ့မခွဲရတို့ကျွန်တော်တို့ကိုကလေးဂျူလေးရှိပါမခွဲရခေါင်းကြီးခေါင်းကြီးခေါင်းကြီးဆိုတော့အာဂုဒမလယ်မန်နဲ့ပတ်သက်ပြီးတော့လေအဲမရဲကောက်ပါဗျာ။သူကတကင်းကိုအရေးပါပါတယ်ပေါ့။တခါတလေမှကန်ကောင်းမကနေနေပါတာပေါ့။သူတို့အသေးဘက်ကောက်ပါဗျာ။ကျွန်တော်တို့ရဲ့ဂိုးတိုင်ကိုနှစ်ခါသုံးခါတိကန်ထိခဲ့ရခဲ့တဲ့ကက်ဘို့ လေးခါငါးခါလို့ဒီကင်ခဲ့ရတာအဲ့မှာ तू ကတကယ်ကိုသူ့အတွက်ကလေးပေါ့ဗျာကျွန်တော်တို့အတိမဲ့ပြုစင်စရာကောင်းတယ်မရမကကိုရအောင် तू ဆွဲဆောင်နိုင်ခဲ့တယ်ဒီပါဘောအတင်းအတွက်ကတော့ပေါ့ဗျာ तू ပါဝင်နေပွေးတိုင်းမှာဆိုရင်အကောင်းဆုံးလုပြနိုင်တဲ့ player ကောင်းတစ်ယောက်ဖြစ်တယ်သူတို့အတင်းအတွက်ဆိုတော့ MOL ကထပ်ပြီးတော့ပြောရတယ်အဲ့ဒါကပွေးကိုပြောင်းလဲတောစေနိုင်နေပေါ့အတင်းကိုမြေပုံကိုသမောင်းကိုမြေပုံဒါမှမဟုတ်လို့ချင်းဘာပဲဖြစ်ဖြစ်ပေါ့ ဒါကိုနားလေရမယ်ပေါ့လက်မဲ့တွေ့ကြတော့ဗျာဇရိုက်တွေအရင်ချင်းတွေအများကြီးပြတ်သားခဲ့တဲ့ပွေးတွေဖြစ်သလိုသူ့ကြောင့်အနိုင်ရခဲ့တဲ့ပွေးပါဆိုပြီးတော့အမ်မိုရယ်ကဆန်နီလက်မဲ့ကိုတကယ်ကိုချီကျူးထောမနာပြုခွေးပါတယ်ဆိုတော့ဆန်နီလက်မဲ့နဲ့ပတ်သက်ပြီးတော့ပြောလို့ချင်းချစ်ပွေးစီတွေမှာအသုံးမပြုခဲ့တာကိုအမ်မိုရယ်တဲ့နောင်သားရမိစေတယ်လို့ကျွန်တော်ပြောလို့ရတယ်စဉ်းစားကြည့်လေဗျာ တရားသည့်မရှိစာအောင်တဲ့အသင်အတွက်လူအဲ့နေတဲ့ဂိုသမနေရာကိုယာတိပိတ်ခန်နေအပြောင်းရွှေ့ပိတ်ခန်နေမှာဈေးနေနေနဲ့ခေါ်ယူခဲ့တယ်ကျွန်တော်တို့ပြောပြောနေကြပါစင်နီလဲမန်အနေနဲ့မန်ချက်စတာအောင်တဲ့အတင်းအနာကက်ကိုသမတယောက်ခင်ဗျာလူငယ်ကိုသမတယောက်ပြီးပြီးပရီးမီးယားလည်းအတွေ့အကြုံမရှိဘဲနဲ့လက်ရှိမန်ချက်စတာအောင်တဲ့အတင်းမှာကစားနေတယ်ချစ်ကျွန်တော်ပရီးမီးယားလည်း9ပွဲမှာဆိုရင်စင်နီလဲမန်ကတပွဲသာပါဝင်နိုင်ခဲ့သေးတာ ဆန်နေတဲ့ပွဲစီမှာအကောင်းဆုံးဖြစ်ခဲ့တဲ့အမ်မိုရဲသဘောကျပြီးတော့နိရှိကြည်အောင်ဒီကစားသမားကလုပြနိုင်ခဲ့တယ်။လက်ရှိလီဗာပူးနဲ့ပွဲစီမှာလည်းပဲတစ်ဖက်အသင်းကဂိုးတဲ့ခဏခဏထိတယ်။တချို့စစ်အလုံးတွေကိုလည်းဆန်နီလဲမဲကကောက်ကင်းမှုအများကြီးပြုလုပ်နိုင်ခဲ့တယ်။ချင်းချင်းပြောလို့ချင်းဆန်နီလဲမဲလုံးဝအမှမရှိခဲ့တယ်လို့သူ့အလို့ကိုသူလုံနိုင်ခဲ့တာ။ဆိုတော့ကျွန်တော်တို့လေကင်ကောက်မှုတချို့ရှိခဲ့တာပေါ့ဗျာ။ဒီလိုကေပိုရဲ့ဂိုးသေးတာတိုင်မတီပင်းနဲ့ ဝင်ခဲ့မယ်ဆိုရင်ပွဲကိုအလေးပြောင်းဖြစ်ဖို့ဆိုတော့ကျွန်တော်တို့ပြောလို့ရတယ်။ဘာဖြစ်ဆိုတော့လီဗာပူးလ်ကအင်ကွေးပြီးပြီးသူတို့ရဲ့ဒီကစားအားနောက်တစ်ချက်သူတို့ပြိတ္တတွေဆိုရင်လည်းတကယ့်ကိုအခိုင်အမာနဲ့မက်ဆာအုံနေတဲ့အသင်းကို PRB pressure တွေအများကြီးရှိနေတဲ့ဂျားတွေကနေသူတို့လုံးဝဂိုးတွေလည်းရရှိခဲ့တယ်။သို့တော်ညာလည်းမက်ဆာအုံနေတဲ့အသင်းကပွေးပြီးဆုံးချင်ဒီဒုတိယပိုင်းမှာဆိုရင်ပေါ့ဗျာအဲ high pressing နေနေပဲတော်တာ ဒရက်ဆက်တိုက်ဆက်မစီပဲနဲ့ခင်စစ်ကိုအပြူပြီးတော့ရလာတဲ့အခွင့်အရေးကိုအသုံးချတယ်ပြီးလို့ရှိရင်ကိုရတာတဲ့ကိုကိုပြန်မပေးအောင်တွေ့လဲဒီလိုမျိုးခင်စစ်ကိုလုံအောင်ကကစားနိုင်ခဲ့တယ်ပေါ့ဗျာဒါကြောင့်အတင်းအတွက်ဒီနေ့ပွဲစဉ်ကဒီကိုလေးကောင်းဝင်ခဲ့တယ်မက်ဆေ့ချ်အောင်နေတဲ့အတင်းနေနဲ့ FV ခွေးမှာမနိုင်ခဲ့တာရှင်းနေကိုနေရှိခဲ့ပါပြီ2016ခုနှစ်ဆိုတော့ဒါပေမဲ့လို့အခုအနေနဲ့မှာဆိုရင်ချန်ပီယံလီဗာပူးကိုကိုတွေက2-1နဲ့အမေရိကန်ဆုံးနိုင်ခဲ့တာ တရေချရင်လေကျွန်တော်တို့က LOT 9အတွင်းကိုစောတကတဲဖို့မလို့ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ပွဲစီမှာကစားခဲ့တဲ့ခြေစွမ်းပိုင်းကစားသမားတွေစူဖင်မှုတသေးလုံးကအတိုင်ပေါင်းညီညီနဲ့နားလေမှုရှိရှိကျွန်တော်တို့ဘရာဇီးလုတ်တဲ့နေရာမှာရောကိုအတွင်းပေါ်ချင်းချင်းပေးတဲ့နေရာမှာလည်းအကောင်းဆုံးလုတ်ပြနိုင်ခဲ့တယ်။ဒီရာတစ်ခုကတော့အဲဘရိုင်ယန်အေဘူမွန်နဲ့အာမက်ဒီယာလိုညာဘက်အချင်းကပွေးတိုင်းလိုလိုမှာအကောင်းဆုံးပြနေတာကတော့ပရိသတ်တွေအတွက်လုံးဝ surprise ဖြစ်နေစေပဲ။ ။ဗာအကြောင်းလေးဆိုရင်ပြီးကလေးပွေးတယ်မှာဆိုရင် Brian Abumo နဲ့ Ahmed Diallo လို့အတွေ့မညီပဲနဲ့နားလည်မှုပြီးလို့ရှိရင်တိဆောက်လို့မရတဲ့အနေအထားတခုစိတ်ပြည့်စရာဖြစ်ခဲ့တယ်။အခုမှဆိုရင်ပေါ့ဗျာ Ahmed Diallo ရဲ့အတူလို့ဟိုတယ်မလား Brian Abumo ရဲ့တကူတော့ထိုးဖောက်မှုတွေကကစားသမားတွေကိုအဝေါ်တော်စေခဲ့တယ်။ထိုးနေလကောင်းပါပဲ။ဆန်နီလည်းမဲဆိုရင်လည်း Manchester United နဲ့တင်းတဲ့အတွက်အထူးသဖြင့် Emirates သဘောကျနိုင်လောက်ထိလက်စွဲတွေကိုဆက်လက်ပြီးတော့ပြသနေတဲ့အတွက်လာမယ့် Brighton နဲ့အာစနေနေ့ပေါ့ဗျာ စတဲ့နိုင်မှာကိုရဲ့ outfit ကိုအဲ့ဒီပွဲစီမှာပါဝင်ဖို့အများဆုံးရှိနေတယ်ကျွန်တော်တို့ပြည်သက်တွေမြင်ချင်တာကလည်းကျွန်တော်တို့ရဲ့ဂိုးပေါင်းမှာအကောင်းဆုံးဂိုးသမားရှိနေဖို့ပဲလိုတယ်ပြင်တာတို့ဆိုရင်မက်ရှယ်ဆောင်နဲ့တဲ့အတင်းနဲ့နှစ်နှစ်သုံးနှစ်ဖြစ်တဲ့နေတယ်ဒါပေမဲ့လို့အကောင်းဆုံးရေကျွန်တော်တို့ဖြစ်မလာခဲ့ဘူးပွင့်ပြသုံးသဲချက်မှာကျွန်တော်ပြောသူလိုပါပဲမက်ရှယ်ဆောင်နဲ့တဲ့အတင်းနဲ့ဆန်နယ်လဲကိုနိုင်တယ်လီဗာပူးကိုနိုင်ခဲ့လို့အာငါတို့အတင်းက ပြန်လာပြီငါတို့အတင်ကတော့ပရီးမီးယားလိဖလားကိုရပြီငါတို့အတင်ကတော့အကောင်းဆုံးဖြစ်နေပြီဆိုတာကိုဆရာတမတို့ဟောတာအဲ့လိုမျိုးစိတ်တဲ့မင်းတို့ခဏထအောင်ယူနိုက်တက်အတင်ကရာသီတိုင်းလိုလိုမှာတပွဲကောင်းတယ်တပွဲမကောင်းဘူးနောက်ပြီးတော့ပထမပိုင်းကောင်းရင်ဒုတိယပိုင်းမကောင်းဘူးဒီနေ့ပွင့်စီလေကျင့်ကျွန်တော်တို့သိနိုင်ပါတယ်ပထမပိုင်းမှာတော်တော်ကောင်းပါတယ်ဒုတိယပိုင်းမှာကျတော့ဖဲအတင်ကိုကျွန်တော်တကူပေးလိုက်ရတဲ့နောက်ပိုင်းမှာခန်စစ်ကိုအားပြီးပြီးတော့ကစားခဲ့ရတယ်ဒါကလေးပဲပွေးအချင်းနေပေါ်မူတည်ပြီးတော့ အဲမွန်ကသူရဲ့နေပြူအတိုင်းတော်ရပြလဲပေါ့ဗျာဒါကိုကျွန်တော်တို့သဘောကျတယ်ဒီလိုမျိုးအနေထားတွေကိုနောက်ပွဲစီတွေမှာအဲမွန်အမေကင်စုလုပြနိုင်ဖို့ပဲကျွန်တော်တို့မျှော်လင့်ရမှာပေါ့ဗျာနောက်တစ်ချက်ဒီနေ့ပွဲစီရဲ့ပွဲထုတ်လူစီအနေထားမှာဆိုရင်ကျွန်တော်တို့စိုးရိမ်စရာဖြစ်ခဲ့တယ်ကိုသမားနေရာကတော့ထားလိုက်ပါကျွန်တော်တို့ပြည်သက်တွေမြင်ချင်းနဲ့ဆင်နေလဲမယ်နောက်ပြန်၃ရက်မှဆိုရင်ပေါ့ဗျာမကွယ်ရပါဝင်လာတာတို့ပြီးလို့ရှိရင်လင်းညူတို့ကိုအနာပေးထားခဲ့တာတို့ကွေးလေးမှဆိုရင်ပထရိတ်တူကိုတို့အနာပေးထားခဲ့တာတို့ထောင်တက်စစ်မှဆိုရင်လည်း ဗေဂျမဆဆကိုတို့ကျွန်တော်အနာပိတာခဲ့တဲ့ပွေထုတ်အခင်းကြီးကိုမြင်လို့ကျွန်တော်တွေးတော်တက်ခဲ့တယ်တိုးတော်ညာလည်း9090တဲ့ပွေကို Emerald ကစားသမားတွေတာဝန်ရှိသူတွေအကုန်လုံးကအလုံးလုံးဆောင်နိုင်ခဲ့တယ်မချော်တော့ဆွေးနဲ့ FP ခွေးမှာ တကယ့်ကိုကောင်းမွန်တဲ့ reset တွေရလဲတွေကိုကျွန်တော်အကောင်းဆုံးဖြည့်ဆည်းနိုင်ခဲ့တဲ့အပေါင်းလက္ခဏာဆောင်တဲ့အနေထားတွေကျွန်တော်ရှိခဲ့တဲ့အတွက်ကစားသမားတွေကိုရော ပြလို့ချင်းနေပြတွေကိုရောတင်းတာဝန်ရှိသူတွေနဲ့အတင်းတစ်ခုလုံးကို ရစပက်ပါလေးစားပါတယ်ဟယ်ရီမကွာယာကွန်ကရစ်ဂျူလေးရှိပါငါတို့ရဲ့ခေါင်းကြီးပြန်လာနေပြီဒါကတော့ခေါင်းကြီးကိုကျွန်တော်ပြောတာနော်ဆိုတော့စာသမားရဲ့ဒီအချိန်တွေတခုအကုန်လုံးခြုံကြရလို့ရှိယူနိုက်တက်အသင်းကခက်ခဲပါတယ်ဆိုတော့အန်ဖီလီဗာပူးရဲ့အင်ကွေးမှာကျွန်တော်တို့ကအကောင်းဆုံးလုပ်နိုင်ခဲ့တယ်စာသမားတွေရောနေပြရောနေစနေပိုင်းဖြူရတဲ့အုံပြုခွေတဲ့ကစားကွက်တွေကအကောင်းဆုံးအလုပ်လုပ်နိုင်ခဲ့ပြီးတော့တူတယောက်ချင်းစီရဲ့ဆွဲဆောင်ရည်တစ်ခုကြောင့် FV ကမှာကျွန်တော်တို့ဂျာလက်ကောက်တစ်ခုကိုပေါ်ဆောင်နိုင်ခဲ့တယ်လို့ကျွန်တော်တို့ပြောရမှာပေါ့ဗျာဆိုတော့ညီကိုတို့အနေနဲ့အမ်မိုရီပြောရတဲ့မှာဘေးအချက်တွေကမယ်ကယ်မှုရှိတယ်လေဘေးအချက်တွေကလိုရင်းချက်ရှိခဲ့တယ်လေနောက်ပွေးစဉ်အတွက်ဒီနေ့ပွေးစဉ်ကအမားနေနေလေးတွေကိုငါတို့အမ်ဝဲကဘယ်လောက်ထိကျွန်တော် ပြင်ဆင်မှုရှိမလဲဆိုတာတူတယောက်ရဲ့အမြင်လေးတွေကိုကောမဲလေးမှာလွယ်လွယ်စွာဝင်ရောက်ရေးသားဆွေးနွေးညှိကုံပြောဆိုနိုင်ပါတယ်အဗီဒီယိုလေးကတော့ဒီလောက်ပါပဲမက်ရှယ်ဆောင်နေတဲ့အစ်စ်နေနဲ့လာမယ့်စနေနေ့မှာဆိုရင် ဘရိုက်တန်ကိုကိုရဲ့အုတ်ထွက်ပေါ်မှာကစားမိနေတဲ့တကူမှာဘယ်လိုရှိမလဲဆိုတာစောင့်မျှော်ရင်းနဲ့ကျွန်တော်တို့ရေခုန်ကြအောင်ပေါ့စာသမားတို့ရဲ့နောက်ထပ်လေးမက်ဆေ့ချ်အောင်နေတဲ့အတင်းနဲ့ပတ်သက်တဲ့သတင်းတွေရထုတ်လို့ရှိရင်ကြိုးစားပြီးတော့တင်ဆက်ပေးဖို့ရှိတဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို Lion Square လေးနဲ့ Nudibiji Channel လေးကိုနှိခင်ကြပါအောင်အားလုံးပဲ okay ပါ